ဗိုလ်ချုပ်ကြီးအောင်ခင်ညိုရင်ဆရာရင်သည်ဗိုလ်ချုပ်တင်းစွေဖြစ်သည်ဗိုလ်ချုပ်တင်းစွေမြောက်ပိုင်းတိုင်း၌စီဦးစီမှုပထမတန်းအဖြစ်တာဝန်ထမ်းဆောင်နေစဉ်ကပင်ဦးခင်ညွန့်သည်ဗိုလ်အဆင့်ဖြင့်သူ၏ကိုရည်အရာရှိအဖြစ်မှတရင်မူ၏ကိုရည်အရာရှိအစဉ်အထိဗိုလ်ချုပ်တင်းစွေ၏လက်အောက်တွင် ရှင်နေခန့်တာဘာပမာထံရွက်ခဲ့ရသည်ဗိုလ်ချုပ်တင်းစွေ၏ကိုရင်းအရာရှိထံရွက်ပြီးနောက်တမတော်ထောက်လှမ်းရေးတင်ဒန်းသို့တက်ခွင့်ရခဲ့သည် တင်တန်း၌တခြားသူထပ်ပုံမှုထူးချွန်သဖြင့်စစ်ထောက်လမ်းရေးမှုဒုတိယပုံမှုကြီးတင်ဦးကပင် ရှိကျူခဲ့ရသည်။ဘာတီလစ်တနာကဘိုခင်ညွန့်သည်အချက်ဂျာမနီ၌ထောက်လမ်းရေးတင်တန်းတစ်ခုတက်ခဲ့ဘူးသည်ဟုအေရှာဝီကလီစာဆောင်၌ရေးသားဘူးသည်။ယင်းနှင့်ပတ်သက်၍မြက်ခိုင်ပြူစုသည့်ဦးခင်ညွန့်နှင့်အင်တာဗျူးစာအုပ်စာမျက်နှာ50ရှောင်း၌အောက်ပါအတိုင်းဖွင့်ဟထားသည်။ကျွန်တော်ပထမဆရာကဘိုကျုပ်တင်ဆွေပေါ်ဗျာ။ ဒုတိယဆရာကြီးကတော့ဘိုးချုပ်ကြီးသူရကျော်ထင်းတတိယဆရာကဘိုးချုပ်ကြီးနေဝင်းပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်က1983ခုနှစ်ကြမှာဘိုးချုပ်ကြီးနေဝင်းနဲ့တွေ့တာထောင်လိုင်းရင်ညွန့်ကြဲမှုဖြစ်ပြီးဘိုးချုပ်ကြီးနေဝင်းနဲ့တွေ့တာအဲ့ဒီကြတော့မှတယောက်နဲ့တယောက်တည်တယ်ဘိုးချုပ်ကြီးသူရကျော်ထင်းကနေအက်လိုက်တာသူ့အိမ်ခေါ်သွားပြီးဒါထောင်လိုင်းရင်ညွန့်ကြဲမှုအစ်စ်ဘိုးမူးကြီးခင်ညွန့်ပါဆိုပြီးကျွန်တော်ကိုတွားအပ်ပေးတယ် ဘာမှသိပြီးတော့ထွေထွေထူးထူးပြောမနေဘူးအေးအေးစူးစမ်းလုပ်ဖို့กว่าတဲ့အဲ့ဒီမှာကျွန်တော်ကိုဂေါ့ဖ်မီယာညက်ဆိုပြီးဗိုလ်ချုပ်ကြီးသူရာကျော်ထင်ကပြောတာအဲ့ဒါကျွန်တော်တော်တော်ဆွဲတယ်သူမရှိတော့ညာလဲကျွန်တော်မှတ်ထားတယ်တောင်ကိုရီးယားတမရရှန်တူဝန်လာတဲ့1983ခုနှစ်အောက်တိုဘာလအတွင်းမှာတက်မတော်ထောက်လန်းရင်ညွန်ကြရေးမှုကိုအောင်ကိုကကောက်ကင်းမှာခေါက်ရိုက်နေတယ်အဲ့ဒါလုံကြုံရေးကျိုးပေါက်တယ်တဲ့ ထောက်လှမ်းညွှန်ကြားရေးမှုဆိုတာကလူကြီးတွေအကြီးအကဲတွေရဲ့လုံခြုံရေးနိုင်ငံတော်ကဧည့်သည်တော်ကြီးတွေရဲ့လုံခြုံရေးပြည်သူတွေရဲ့လုံခြုံရေးအဲ့ဒီအချိန်မှာကိုအောင်ကိုကဂေါဖရိုက်နေတာကျွန်တော်လဲဂေါဖရိုက်တာမကြိုက်ဘူးမင်းတို့အလौရှိန်မှာမရိုက်နဲ့ရိုက်ရှင်ရင်အလौပြင်ပါမှာရိုက်ငါဂေါမရိုက်တာမင်းတို့အတိကွာလို့အမြဲတမ်းပြောခဲ့ပါတယ်မှန်ပေသည်1983ခုနှစ်အောက်တိုဘာလ10ရက်နေ့တွင်မြန်မာနိုင်ငံသို့ ကိုရီးယားသမရနိုင်ငံတောင်ကိုရီးယားမှသမရကြီးရှန်ဒူဝမ်နှင့်အဖွဲ့ရှစ်ကြည်ရေခီးရောက်ရှိလာခဲ့သည်။အောက်တိုဘာလ9ရက်နေ့တွင်မြန်မာနိုင်ငံအစိုးရအဖွဲ့ဝင်များနှင့်မတွေ့ဆုံပြီးနက်နက်ပိုင်း၌အာဇာနီဘိမှန်သို့တွားရောက်၍ကြာဆုံးလေပြီးသောအာဇာနီခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်ခေါင်းဆောင်များမြုံနှံထားသောဂူဘိမှန်ကိုလွမ်းသူပန်းခွေရှအလေးပြုရန်စီစဉ်ထားသည်။ သို့သောအာဇာနီပိမှန်တို့ကိုရီးယားတမရနိုင်ငံမှတမရကြီးရောက်ရှိမလာမီမြန်မာနိုင်ငံမှအစိုးရအဖွဲ့ဝင်ဝင်ကြီးများစစ်တီတော်များပြည်တွင်းပြည်ပမှတည်င်းထောက်များအပါအဝင်ကိုရီးယားတမရနိုင်ငံမှတမရကြီးနှင့်အတူမြန်မာနိုင်ငံတို့လိုက်ပါလာခဲ့သောအဖွဲ့ဝင်အရှိုးလေးကြိုတင်ရောက်ရှိနေသည်တမရရှန်ဒူဝန်၏အဖွဲ့လိုက်ပါလာသောမော်တော်ယာဉ်ရင်တန်းသည်တက္ကသိုလ်ရိပ်သာလမ်းရှိ စိမ့်လက်ကန်တာအစိုးရအေဂီယာမှထွက်လာအပြီးရခိုင် ဝီဇီယာရုပ်ရှင်ရုံအနီးသို့ရောက်ခိုက်နနက်10:25မိနစ်အချိန်၌အာဇာနီဘိမှန်အတွင်မှကြီးမားသောဘုံပေါက်ကွဲတန်ခြင်းနှင့်အတူအာဇာနီဘိမှန်အဆောက်အုံကြီး၏အမိုးတိုင်းကြီးပြုတ်ကြကအုတ်ကျုံမိုးများမျက်နှာကျက်များပျက်စီးလွင့်စင်ကုန်သည်ပေါက်ကွဲပြိုကျမှုကြောင့်အာဇာနီဘိမှန်အတွင်၌ရောက်ရှိနေသောမြမအစိုးရအဖွဲ့ဝင်များတည်င်းတောက်များကိုရီးယားနိုင်ငံမှဧည့်သည်တော်များ ကိုရီးယားတပ်အမတ်ကြီးအပါအဝင်22ဦးသေဆုံးပြီး46ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြသည်။သေဆုံးသူများအနက်ကိုရီးယားဧည့်သည်တော်18ဦးနှင့်မြန်မာနိုင်ငံသား၄ဦးတို့ပါဝင်ခဲ့ကြသည်။ဤသို့ဖြစ်ပွားနေစဉ်တာဝန်ရှိတပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးဗိုလ်မှူးကြီးအောင်ကိုသည်တပ်မတော်ကောက်ကွေး၌အပောင်းအဖော်များဖြင့်ခေါက်ရိုက်ကစားနေသည်ဟုဆိုသည်အာဇာနည်ကုန်းဘုံပေါက်ကွယ်မှုနှင့်ပတ်သက်၍ကျူးလွန်ခဲ့သောတရားခဏ်များကို ပြည်သူ့ရဲတရင်တပ်ဖွဲ့ကအပူတပြင်းရှာဖွေထုတ်ဖော်ရာ အော်တိုဘာလ10ရက်နေ့ည9:45မိနစ်အချိန်တွင်ဗဇွန်တောင်ချောင်းအတွင်ရေကူးနေသူမြောက်ကိုရီးယားနိုင်ငံမှပုံမှုအစင်းစင်မိုအား၎င်းအော်တိုဘာလ17ရက်နေ့နနက်6:00နာရီတွင်ကော်မူးမျိုးနယ်တက်ခွတ်ပင်ကျေးရွာမြောက်ဖက်၌ဘိုဂျီအစင်းရှိသူစင်ကီရှူ အသေးဖန်းစီရမိသူကိုလကောက်အောက်တိုဘာ12ရက်နေ့တွင်ကော်မူးမျိုးနယ်တခွက်ပင်ကျွရ၌ကွင်းဝိုင်းကျွရကြားဒိုက်ပုံအောက်တွင်ဗိုလ်ကြီးအစင်ရှိသူကင်မင်ရှူးတို့ကိုဖန်းစီရမိခဲ့သည်ဖန်းစီမိသောမြောက်ကိုရီးယားနိုင်ငံမှတရားခံစင်မိုနှင့်ကင်မင်ရှူးတို့အပေါ်ပြစ်မှုဆိုင်ရာဥပဒေပုံမှ300နှစ်300နှစ်လက်နက်အပ်ဥပဒေပုံမှ9စာလုံးအရတရားစွဲဆို၍1983ဒီဇင်ဘာ10ရက်နေ့တွင် ပြင်းမှုဆိုင်ရာအမှုကြီးအမှတ်30မြင်းဆောင်83တွင် တရားစွဲဆိုထားသည့်ပြင်းမှုဆိုင်ရာဥပဒေပုံမှ301ခါခွေ34အရာအပြစ်ရှိသည့်အတွက်ဒေဒန်ကြခံစေရနှင့်ပြင်းမှုဆိုင်ရာဥပဒေပုံမှ300ခွန်အရာပြင်းမှုကျိုးလွန်ကြောင်းတွေ့ရှိရသည့်အတွက်တသက်တကျွန်းကြခံစေရန်ပြင်းမှုဆိုင်ရာအမှုကြီးအမှတ်15မြင်းဆောင်83တွင်တရားစွဲဆိုထားသည့်လက်နက်အုပ်ဥပဒေပုံမှန်16စာလုံးအရ ထောင်ဒဏ်3နှစ်ကြာခံစေရန် ်မင်္ဂလာတုံမြို့နယ်တွင်ရုံးထိုင်သောဩက္ကဋ္ဌဒုတိယဗိုလ်မှူးကြီးမောင်မောင်၏အဖွဲ့ဝင်များအဖြစ်ဦးမြတ်တိုးနှင့်ဦးတည်ညွန့်တို့ပါဝင်သည့်ရန်ကုန်တိုင်းတရားစီရင်ရေးအဖွဲ့အမှတ်၈ကစီရင်ချက်အမိန့်များရှာမှတ်ခဲ့လေသည်အာဇာနီကုန်းပုံပေါင်းမှုကြောင့်မဆာလာပါတီဥက္ကဋ္ဌဦးနေဝင်းသည်ဒေါသပောက်ကွဲကတမတော်ထောင်လိုက်ရင်ညွန်ကြရည်မှုဗိုလ်မှူးကြီးအောင်ကိုအားယာရုမဖယ်ရှား၍၎င်းနေရာအစာထိုးခန်းအနားရန်အတွက်ဗိုလ်ချုပ်တင်းစွေကြီး936ခုနှင့် ဘိုးချုပ်ကြီးသူရကျော်ထင်ကြီး933နှစ်တို့ကိုတာဝန်ပေးရခဲ့ရမှာဘုံမူကြီးခင်ညွန့်ကို၎င်းတို့နှစ်ဦးကထောက်ခံတင်ပြပြီးဥနေဝင်ထံတွားရောက်အနံပေးခဲ့လေသည်ဤသို့ဖြင့်ဗိုလ်မှူးကြီးခင်ညွန့်သည်1983ခုနှစ်အောက်တိုဘာလတွင်တက်မတော်ထောင်လှန်ရေးညွှန်ကြားမှုဖြစ်လာခဲ့လေသည်တက်မတော်ထောင်လှန်ရေးမှုပေါ်ဝ၌ဗိုလ်ချုပ်ကြီးနေဝင်စီမှပညာအမျိုးဆုံးရရှိခဲ့ပုံကိုလည်း၎င်းစာအုပ်၌ နိုင်ငံတကာဆက်ဆံရေးနိုင်ငံသားသားနဲ့စကားပြောနည်းပြောဟန်ကျွန်တော်သူစီကတင်ရတာပဲတခြားလူစီကမရဘူးဗျနိုင်ငံသားနဲ့တွေ့တဲ့အခါမှာပြောဟန်ဆိုဟန်နိုင်ငံသားနဲ့ဆက်ဆံရေးကိုဗိုလ်ချုပ်ကြီးနေဝင်းကတင်ပေးခဲ့ပါတယ်ကျွန်တော်ကနောက်ပိုင်းကျတော့သူစိတ်ချသွားပြီးတော့ဘိုခင်ညွန့်ရေးဟိုလူနဲ့တွားတွေ့ကြဆိုရင်တွားတွေ့ရတယ်မင်းအဲ့ဒီလူနဲ့တွားစကားပြောလိုက်အဲ့ဒီလူဗျနောက်ပြီးသူ့စက်တိုင်ပေါ့ဗျာ နိုင်ငံသားသားနဲ့ပြောတဲ့စတိုင်ကိုမှတ်ထားတယ်။နိုင်ငံသားသားကြီးတဲ့ငယ်တဲ့အဲ့ဒီလိုမဟုတ်ဘူးဗျ။အဲ့ဒီစတိုင်ကကျွန်တော်သိကြိုက်တယ်။ဘိုးချုပ်ကြီးနဲ့ဝင်ရဲ့စတိုင်ကဘသူနဲ့တွေ့တွေ့အမေရိကန်နဲ့တွေ့လဲသူ့စတိုင်ကဟန်မပြက်ပဲအောက်ကျုပ်ပြီးနေတာမဟုတ်ဘူး။ဟန်နဲ့မန်နဲ့ဒီလိုဆက်ဆံတာတိတ်ချောင်ပိန်ကြီးနဲ့တွေ့တော့ကဆိုရင်အဲ့ဒီတုန်းကတကားဖွင့်ဝါဒစတဲ့အရှိန်ကိုဗျ။ခမရဗျာတကားဖွင့်လိုက်ပြီဆိုရင်ရှင်နေရင်တွေဝင်လာမှာပေါ့ဗျာတဲ့။ ဟိုကရှင်နေရင်နေဝင်မယ်ဆိုတာကျွန်တော်ကသိပါတယ်တဲ့ဝင်းကျင်ဝင်ပလစ်စေတဲ့ကျွန်တော်အိမ်ထဲရောက်တော့မှပဲကျွန်တော်နှိမ်နင်းရမှာပေါ့ဗျာတဲ့အိမ်ထဲရောက်မှနှိမ်နင်းမယ်တဲ့အဲ့ဒီလိုခေါင်းဆောင်အရှင်ရှင်တွေ့တဲ့အခါမှာလဲသူ့တငယ်ချင်းလိုပဲစကားပြောတယ်အောက်ချုပ်ပြီးတော့အောက်ကနေသူကတိုင်းပြည်ကြီးဆိုတာမျိုးမရှိဘူးဘာဖြစ်လို့လဲဆိုတော့သမရကသမရပဲလေဗျာဝင်ကြီးချုပ်ကဝင်ကြီးချုပ်ပဲအတူတူပဲလေနိုင်ငံသေးတဲ့ငယ်တယ်မဟုတ်ဘူး အဲ့ဒီလိုခွဲခြားလို့မရဘူးသူ့ရဲ့ status ကအတူတူပဲအဲ့ဒါကိုကျွန်တော်ကြိုက်တာဗျသူကအဲ့ဒီပုံစံမျိုးဟူ၍ဖော်ပြထားသည်ဘိုးချုပ်ကြီးနေဝင်းကမျက်မှန်ကြီးဘိုးမူချုပ်တင်ဦးထက် သူ့ကိုပို၍ယုံကြည်ခဲ့ပုံကိုလည်းဤသို့ဆိုခဲ့သည် သူနဲ့လုံရင်ကရင် သူခမန်းမှာပေါ့ဗျာသူကလူခဲခတ်တတ်တယ်ဗျလူခဲခတ်တာကတော့သူများနဲ့မတူဘူးလူရဲ့ရုပ်လက္ခဏာနဲ့လူခဲခတ်တာနှစ်ယောက်မရှိဘူး လူရဲ့ရုပ်လက္ခဏာနဲ့လူခဲ့ခဲ့တဲ့နောက်တော့သူ့မိသားစုနဲ့ပါ ကျွန်တော်ကရင်းနှီးတာကိုဗျတာသမီတွေနဲ့မြီးတွေနဲ့နေလာတာနောက်တစ်ခုကသူ့ရဲ့လုပ်ငန်းကိုင်ကအနေနဲ့ဥပမာ သူ့ရုံးမှာ စာရွက်စာတမ်းတစ်ခုခုပေးလိုက်ရဲ့အဲ့ဒါသူ့စာရွက်ကိုကြည်နေတာသူပေးလိုက်တာကဘသူ့ကိုပေးလိုက်စမ်းဆိုတာမျိုးလမ်းမှာဖတ်သလားကြည်သလားဆိုတာလမ်းမှာမတိမတာဖတ်သွားရင်သိတယ်သူကအဲ့ဒါကိုရှောင်းကြည့်တယ် ငါတပည့်ဘလောက်ယုံရတယ်လဲမယုံရဘူးလဲဆိုတာအဲ့ဒါသူကအိမ်ပေါ်ကနေအိမ်အောက်စင်းလဲတနက်ကကင်လာတာပဲနောက်တော့ခရီးသွားတော့သူ့ခပ်ပတ်ကြီးရှုပ်ပြီးကျွန်တော်ကိုမင်းပတ်ထားဆိုပြီးပြီးတယ်တနက်ကိုဘယ်တော့မှသူများကိုမပေးဘူးဤတို့ဖြစ်ဘိုးချုပ်တင့်ဆွေဘိုးချုပ်ကြီးသူရကျော်ထင်အာနာရှင်အဖေကြီးဘိုးချုပ်ကြီးနေဝင်တို့ရေးမြောက်စားမှုကြောင့်ဘူခင်ညွန်လဲမမျော်လင့်ပဲစိုင်ကော်၍ရှုံပေါ်ရောက်ခဲ့ရလေသည်ပုံမြင်မဟုတ်ပါကြီး ဘိုခင်ညွတ်သည်စစ်ထောက်လိုင်းရင်ညွန်ကြားရေးမှုဖြစ်ပြီးနောက်များမကြမီ၎င်းတို့အခေါ် အဖေကြီးဦးနေဝင်းထိုစဉ်ကဘူနေဝင်းသည်မဆာလာပါတီဥက္ကဋ္ဌတာဝန်ယူထားသည်1986ခုနှစ်ဧပြီလတွင်လန်ဒန်မြို့ရှိကရောင်းဝဲဆေးရုံ၌တပတ်ကျော်ခန့်ဆေးရုံတက်နေစဉ်အတွင်ဆေးရုံရှိဦးနေဝင်း၏အခန်းနှင့်တမီးကြီးဒေါခင်ဆန္နာဝင်း၏အခန်းပေါက်နှစ်ခုအနီးတွင်ညာလုံးပေါကိုရန်တော်တမူးလေးအဖြစ်အပေါက်ဆောက်ခဲ့ရသည် ထိုစဉ်ကဦးနှစ်ဝင်းဤဖုံးအနာအရှင်အဝါကလည်းအမခံပင်လန်ဒန်မြို့သို့ဆေးကုသရန်လာစဉ်က ရှေးမြမာမင်းများခေတ်ကမင်းတရားကြီးများထွက်တော်မူတကဲ့သို့ဦးနှစ်ဝင်းဤဆွေမျိုးသားချင်းများအပြင်ရှေးသက်လက်သေးညက် အနှိတ်သည်ထမင်းရှက်စပွဲတို့အပေါဆောင်နှင့်တောက်တုံမေရခိုင်းရန်ခေါ်ဆောင်လာသောအရာရှိအရာခံများအပါအဝင် အဖွဲ့ဝင်ပေါင်း44ဦးပါရှိခဲ့သည်အင်္ဂလန်ပြည်၌မြစ်သည့်နိုင်ငံအကြီးအကဲကိုယ်စားလှယ်အဖွဲ့မှ လက်နက်ကင်ဆောင်ခွင့်မရှိဘဲအဖွဲ့နှင့်ပါလာသောလက်နက်များကို လေစိတ်လုံခြုံရေးဌာန၌အနှံထားခဲ့ရသည်။ထို့တော်လည်းဘုံမူကြီးခင်ညွန့်သည် ပစ္စတိုတနက်တလက်ကိုဘက်ဘက်ကုံအင်ဂျီအောက်တွင်ခိုးဝှက်တည်ဆောင်လာပြီးညဆောက်တာဝင်ကိုယူရသူဖြစ်သည်။ဒေါက်တာခင်ဆန်နာဝင်းအနေဖြင့်လည်းဖခင်ဤအခမ်းပေးနာတွင်တယောက်အိတ်သီးသန့်အခမ်းကားပြီးအရှိန်ပြေသူနာပြူတာဝင်ကိုယူရသည် သူမအေးခင်မဦးအေးစော်ဝင်ယခုနဝရရှမ်းသာကုမ္ပဏီဥက္ကဋ္ဌအနေဖြင့်တာတုံးရအေးနေဝင်ကြော်နေဝင်ဇွဲနေဝင်ကိုထိန်ချောင်းရန်လန်ဒန်မြို့သို့ဝင်းပိုတန်လက်ရှိမြန်မာစစ်တပ်ရုံးဧကရာတွင် နေရပြီးဥနေဝင်းနှင့်အပြင်းပြေဖဲရရဲလိုက်ပါလာသောကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးတူရာကျော်ထင်းတရားသူကြီးအဖွဲ့ဝင်ဦးလေးမောင်နှင့်တမားတော်ဒေါက်တာကျော်ဝင်းတို့အုပ်စုသည် ဦးနေဝင်အခန်းနှင့် ခလန်းလန်းဂိုက်တရာကျော်ခန်းအကွာတွင်2016ရှိဆေးရောင်တောင်ခံများငှားရမ်းပြီးနေထိုင်ကြရသည်ဘိုးခင်ညွန့်သည် အဆိုပါရများအတွင်ဧကေဟာတို့မနက်9နာရီခန့်တွင် ပြည်လဲရောက်ရှိလာပြီးမနက်စာစားတောက်ပြီးသည့်နှင့်အပေါ်တက်တိုတက်အိတ်လေးရှိသည်စားတောက်ခန့်တွင်အရှားလူများနှင့်စကားပြောလေးပြောထားမရှိဘဲအရှားလူများပြောဆိုနေသည်ကိုသာနားစွန့်ပြီးလူမသိအောင်အကဲခဲမှတ်သားလေးရှိသည် ဦးနေဝင်အဖွဲ့တွင်တမင်းကြီးဒေါက်တာခင်ဆန္နာဝင်းနှင့်မိရွေးတော်ဒေါနီနေမြင့်တို့မတည့်သည့်ကိစ္စအိမ်တော်မစစ်သားများနှင့်ထောက်လိုင်းရေးများမတည့်သည့်ကိစ္စစသည့်များဖြင့်ရှုပ်ထွေးနေတတ်သည်တန်ယုံဧကေဟာတို့ခရီးရောက်မဆိုင်မှာပင်ဦးနေဝင်တမတ်ဒေါခင်ဆန္နာဝင်းခင်မွန်ဦးအေးစော်ဝင်းကလေကားမှဆင်းလာသောဒေါနီနေမြင့်ကိုလှမ်းကြည့်၍မကြတကြတန်ယုံဝန်ထမ်းများအားခမည်းတော်တန်ယုံကလူတွေ ဒီတောက်ကောင်မကြီးကိုဘာမှအကူအညီလုပ်မပေးကြနဲ့ဟုအမိန်ပေး၍ထွက်သွားခဲ့ရာတန်ယုံဝင်တန်းများအတော်ကြောရှမ်းသွားကြသည်။ဦးနေဝင်းကျင်ရတော်ဒေါနီနေမြင့်သည်ပိုင်ရှင်မရှိသောစိတ်မကြီးပမာတန်ယုံဧကေဟာနမိဖို့ကြောင့်နေတွင်တမီးတော်ရှိနေတဲ့ဖြစ်ဝင်၍မရဧကန်းဆောင်တွင်လည်းဖဲရိုက်ဖို့များရှိနေ၍ထိုင်မရဖြစ်နေကစစ်တပ်မှုအိမ်ပြေးလိုက်စာကြီးတိုက်ပြေးလိုက်တောင်ပြေးမြောက်ပြေးဘဝဖြစ်လူအခွင့်ရေးဆုံးရှုံးခဲ့ရသည်။ဦးနေဝင်း၏ ပြစ်စမားမြောက်ဇနီးဒေါ်နီနေမြင့်ကို1947ဒီဇင်ဘာ၈ရက်နေ့တွင်ရန်ကုန်မြို့ကမာရုံးမြို့နယ်ဒုက္ခလန်းနှင့်အဖဥလာဘေအမိတော်အင်းမြင့်တို့မှဖွားမြင်ခဲ့သည်ဒေါ်ရိုင်အလွတ်ပညာသင်ကျောင်းတွင်1945ခုနှစ်မှစတင်ပညာသင်ကြားခဲ့သည်1949တွင် ကမာရွတ်ကြားမူလာတန်းကျောင်း1951တွင်ကြားအင်္ဂလိပ်အထက်တန်းကျောင်းတို့၌ပညာဆက်လက်တင်ကြားခဲ့ပြီ 1956၌တက္ကသိုလ်ဝန်ထမ်းစာမေးပွဲအောင်မြင်ခဲ့သည်1956 1959ပညာသင်နှစ်တွင်ရန်ကုန်တက္ကသိုလ်နှင့်ပေါင်းစည်းထားသည့်ထီတန်ကောလိပ်သို့တက်ရောက်ခဲ့သည်ထီရန်ကောလိပ်မှဥပစာပထမနှစ်အောင်မြင်ပြီးရန်ကုန်တက္ကသိုလ်ဆက်လက်တက်ရောက်ခဲ့ရာ1961တွင် အနောက်တိုင်းသမားဒသနဗေဒနှင့် နိုင်ငံရေးသိပ္ပံဘာသာရပ်များဖြင့်ဝိဆာပွဲရရှိခဲ့သည် ရန်ကုန်တက္ကသိုလ်မှဝိဇ္ဇာပွဲရရှိပြီးနောက်1961တွင်အနောက်တိုင်းသမိုင်းနှင့်နိုင်ငံရေးသိပ္ပံပညာဌာနတွင်နီးပြအဖြစ်စတင်အမှုထမ်းခဲ့သည်ထို့နောက်ရန်ကုန်တက္ကသိုလ်တောင်ကြီးကောလိပ်တို့တွင်နီးပြလက်ထောက်ကတိကကတိကအဖြစ်အစင်စစ်တာဝန်ထမ်းဆောင်ခဲ့သည်။သူမဤဆရာမှာတမိုင်းပါမောခဦးတင်အောင်။နောက်နိုင်ငံကြရေးဒုတိယဝန်ကြီး1918 1994ဖြစ်သည်။ ထို့နောက်1983ဧပြီလ4ရက်နေ့တွင်ဥနေဝင်းနှင့်လက်ထပ်ခဲ့သည်ထိုနှစ်မှာပင်မဟာဝိဇ္ဇာတန်းဆက်လက်တက်ရောက်ခဲ့ပြီးမြမလွတ်လပ်ရေးကြိုးပမ်းမှုတမိုင်1885 1895ကောင်းစဉ်ဖြင့်မဟာဝိဇ္ဇာပွဲယူကြံကိုတင်သွင်းခဲ့ရာ1985တွင်မဟာဝိဇ္ဇာတမိုင်ပွဲကိုရရှိခဲ့သည် ထိုနာ1998တွင်ရန်ကုန်တက္ကသိုလ်သမိုင်းဌာနသုတေသနညွှန်ကြားရေးမှူး1997တွင်တက္ကသိုလ်များသမိုင်းသုတေသနဌာနညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်1999တွင်တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဌာနသို့အစင်းမြင်ခဲ့၍ညွှန်ကြားရေးမှူးချုပ်ဖြစ်လာခဲ့သည်မြမသမိုင်းအဖွဲ့အချိန်ပြည့်အဖွဲ့ဝင်အဖြစ်2000မှ2008အထိတာဝန်ထမ်းဆောင်၍အငြိမ်းစားယူခဲ့သည် ဘုံမူကြီးခင်ညွန့်သည်တပ်ပတော်ထောင်လှန်ရေးညွန့်ကြိုင်မှုဖြစ်နေတော်လဲမြည်သည့်ဩစာအာနာပါဝါမှမရှိဘဲကြားလဲကြောက်ရကြားရှိလဲကြောက်ရဆိုသလိုတမီးတော်လဲကြောက်ရဥနေဝင်လဲကြောက်ရဥနေဝင်ဤထမင်းချက်အရာကံဘိုးရကျူးကိုလဲကြောက်နေရသူဖြစ်သည်ထို့ကြောင့်သူလက်အောက်ငယ်သားများကအလက်ကားပါကွာဟု၍ကြွေရအတင်းတုတ်ခံခဲ့ရသည် အမှန်တကယ်ပဲဘုခင်ညွန့်သည်ဥနေဝင်းဤသမီးတော်ခင်ဆန္နာဝင်းအားအလွန်ကြောက်ရပုံကိုအဝေးရောက်တန်တမန်တအူရေးသားသောပြည်သူတမ်တော်တန်ရှိရေးနှင့် အာနာအလွဲသုံးစားသူများ၏အတွင်ရေးအဖြစ်မှန်များစာအုပ်စာမျက်နှာ49၌အောက်ပါအတိုင်းရေးသားဖော်ပြထားသည်1986ခုနှစ်ကလန်ဒန်မြို့နှင့်ဝါရှင်တန်မြို့များရှိမြန်မာစစ်တပ်ရုံးနှစ်ရုံးတွင် ရောအောင်ရာတို့နှစ်နေရာလက်လက်စဉ်အသက်55နှစ်အောက်ဒုအရာခံဘိုးများကိုစေယုံမစာမေးပွဲစစ်ခဲ့ရာဒုအရာခံဘိုးဆိုးအောင်က ပထမဒုအရာခံဘိုးဆိုးမြင့်ကဒုတိယအတီတီရရှိခဲ့၍ဘိုးဆိုးအောင်အားအမေရိကန်ပြည်ထောင်စုသို့၎င်းဒုတိယရသောဘိုးဆိုးမြင့်အားဗြိတိန်နိုင်ငံသို့၎င်းအတီတီနေရာရှာပြီးဖြစ်ခဲ့သည်ဘူဆိုအောင်ဤဇနီးဒေါ်နွေအောင်သည်အမတ်နှစ်စစ်စေးယုံမှသူနာပြုဆီယာမဖြစ်၍၎င်းစေးယုံမှ မြရက်နှင့်တာဖွားဆရာဝန်ဘိုမူးဒေါက်တာခေစနာဝင်းလက်အောက်တွင် တာဝန်ထမ်းဆောင်ရသဖြင့်ဘိုးဆိုးအောင်အားဒေါက်ခေစနာဝင်းကတည်ကျွမ်းလျက်ရှိနေသည်တနေ့တွင်ဥနေဝင်းနှင့်သမီးများငပလီမအပြန်တွင်ဘိုးဆိုးအောင်တို့အဖွဲ့ကလုံကြုံရေးတာဝန်အရာမင်္ဂလာတုံလီစိတ်တွင်တာဝန်ကျခဲ့သည်ထိုအခါဥနေဝင်းနှင့်ခေစနာဝင်းနောက်မှ ကိုရံတော်တမူးထီတော်မူကြီးဘိုမူးကြီးခင်ညွန်လည်းအနီးကပ်လိုက်ပါလာရသည် လေးစိတ်အခန်းအဝင်လန်းတွင်ဒေါက်တာခင်ဆန်နာဝင်းကဘိုးဆိုးအောင်အားတွေ့မြင်သွားပြီးကိုဆိုးအောင်တို့လန်ဒန်ပယ်တော့သွားမလဲဟု၍အော်ရေးနှုတ်ဆက်သွားခဲ့သည်ထိုစကားကိုထီတော်မူပုံမူကြီးခင်ညွန်းကကြားသွားရာ နောက်တနေ့တွင်ဘိုးဆိုးအောင်အား၎င်းကခမရဝါရှင်တန်မဟုတ်တော့ဘူးလန်ဒန်မဲသွားတော့ဒေါက်ခင်ဆန်နာဝင်းတို့လန်ဒန်ရောက်လို့ခမရတို့ကိုမတွေ့ရင်ကျုပ်အလုတ်ပြုတ်လိမ့်မယ်ဟုပြောပြီးပြောင်းရွှေ့အမိတ်ကိုပြန်ပြင်လိုက်လေသည်ဘိုးဆိုးအောင်ကကျွန်တော်အား ကျွန်တော်တို့မိသားစုကြံမာဝင်ကျင်တော့ဒေါခင်ဆန္ဒနဲ့တွေ့ပြီးလန်ဒန်ကိုပဲတော့သွားမလဲနှုတ်ဆက်ခံရတာပြဿနာပဲဗျာကျွန်တော်တို့ထက်ညံ့တဲ့သူကထိပေါက်သွားတာပေါ့ဗျာအမေရိကန်မှာပတ်စံပို့ဆူးနိုင်နေတိတ်နာတာပဲစစ်တပ်မှလည်းဘာမှူးမမရှိပါဘူးဟုကြားလဲကြောက်ရကြားရှိလဲကြောက်ရပုံများကိုညှဉ်းညူပြောဆိုခဲ့ဘူးပါသည်ဟု၍ဂီတာထားလေသည် ဦးနေဝင်းမင်းမှုနေသည့်တပါရီအာနာရှင်စနေအောက်တွင်ဘိုခင်ညွန့်ကဲ့သို့မျက်နှာလိုမျက်နှာရလှုပ်တက်သောအရာရှိဆိုးများကြောင့်တဦးချင်းတယောက်ချင်းနစ်နာဆုံးရှုံးမှုများသာမကအပွဲအစည်းလုပ်ငန်းဌာနမှအစတတိုင်းတပြည်လုံးဆုံးရှုံးနစ်နာမှုများအများအများရှိခဲ့သည်တတကအဖြစ်ဦးနေဝင်းကဘ ਹੁ တုတေသနာအသိဉာဏ်ဆိုတာရှိနေတုံးပဲလားဟုပြောယုံဖြင့်ဝင်းကြီးပုံမူကြီးမောင်ရှိုးကနောက်တနေ့တွင်အသိဉာဏ်အဖြစ်သိမ်းလိုက်ပြီးဖြစ်သည်။ ထိုအတူတမိုင်းကောလိပ်ကိုဥနေဝင်သွားရောက်လေ့လာရင်းလမ်းတစ်ဖက်တွင်ရှိသောဆက်ယုံကိုဒီအဆောက်အုံကြီးကဘာလဲကွာဟုမေးလိုက်ရုံဖြင့်အဆိုပါအဆောက်အုံကိုအစ်တမုံးမှန်ပြီးဆက်အစ်တများတက်ဆင်လက်ပက်ရန်တာဆုံနေသောဝင်းကြီးကျုံမောင်မောင်ခကဘာရွယ်ချက်ဖြင့်မေးမြန်းသည်ကိုပင် ပြန်မမေးရတော့ဘဲလုပ်ငန်းကိုရှက်ရှင်းရပြစ်လိုက်တော့သည် ဤဒီမှာဆေးအနာရှင်စနစ်ဟူသည်ညှိနှိုင်းခြင်းဆွေးနွေးခြင်းအပြန်အလှန်အရှိအတင်ပြောဆိုခြင်းနှင့်အများသဘောတူညီမှုဆုံးဖြတ်လုပ်ကိုင်ခြင်းဆိုသည့်ဒီမိုကရေစီအလေးအကျင့်များအပေလင်းရှိနိုင်ပါတော့မည်နီ Hey ရေဘူးပေါက်တာမပေါက်တာနားမလဲဘူးရေပါတာပဲမြင်ချင်တယ်ဟူသောဆေးအနာရှင်ဆိုများ၏တလန်းသွားလွဲမသည့်အယူအဆမန်မာနာများကြောင့်ဆူဆူပေပေတို့တိုင်းပြည်ဘဝ၌အမောင်တူရဲ၌တဆိုးရှိခဲ့ရခြင်းဖြစ်ပါသည် အမှန်စစ်စစ်ဘုခင်ညွန့်သည်မြမတက်မတော်တွင် လာမစေပဲမွေးဖွားလာသောကလေးကဲ့သို့ဆေးရအမြင်တွင်အောက်ကြားမျက်ပေါက်ပမာကျုံလီနေသည်စာပေဘဟုသူဒ္ဓကလည်းမကြက်တကြက်ပေါက်မုတ်ပမာဖြစ်နေသည်1983၌တက်မတော်တွင်ရှင်လင်ကြီးတက်နှင့်ထောင်လိုင်းရေးတက်များအကြီးအကျယ်ကွဲပြေးခဲ့ကြသည်ဒုတိယဗိုလ်ချုပ်ကြီးထိုးရင်တို့ဦးဆောင်သည့်ရှင်လင်ကြီးတက်မအသာရခဲ့တော်လဲကြောင်းထိုးခံခဲ့ရသည် စစ်ထောက်လိုင်းရေးမှဗိုလ်မှူးချုပ်တင်ဦးမျက်မှန်ကြီးတို့အဖွဲ့အားလုံးထောင်ကျသူကြအလုတ်ပြုတ်သူပြုတ်ခဲ့ရသည်ထောင်လိုင်းရေးကြောင့်မှနီးပြစရာနှင့်ထမင်းကြက်များပင်ရှမ်းသာမပေးထောင်လိုင်းရေးဟူသည်မကျူပင်ခုတ်ကျုံငုတ်ပါမကြမ်းနှိမ်နှင်းခံခဲ့ရသည်ထိုအချိန်တွင်ရှေလင်းတက်သားလည်းမဟုတ်ထောင်လန်းရေးလည်းမမြည်သောစစ်တပ်တွင် လူပြောလူညံတာဖြစ်၍ထီတော်မိုးဖနက်တအင်ကြီးခောက်ဈေးဝဲအိတ်ဆွဲလက်ဖက်ရည်ဖြောအပေါက်ဆောက်ကိစ္စရက်များတွင်သာကြွန့်ကျင်သည့် ကိုရဲအရာရှိအလောဝိတရားများကိုသာထံရွက်ခဲ့ဘူးသောဒုတိယဗိုလ်မှူးကြီးခင်ညွန့်အားဗိုလ်ချုပ်တင့်စွေနှင့်ဗိုလ်ချုပ်ကြီးသူရာကျော်ထင်တို့၏ထောက်ခံချက်ဖြင့်အဖေကြီးဦးနေဝင်းကစစ်ထောက်လာရေးညွှန်ကြားမှုရာထူးကိုရရရော်ရော်ပေးလိုက်သည် ထောင်ထောင်မောင်မောင်စစ်သားဥပဒေရုပ်ရှိသောဗိုလ်မှူးချုပ်တင်ဦးကိုမူသူ၏နေရာနှင့် သူ့အာဏာကိုလူတော်မြေဟုယုံကြည်ခဲ့က ထောင်ဒဏ်14နှစ်အထိရှရအမိန့်ထုတ်ခဲ့သောဦးနေဝင်အနေဖြင့်တက်မတော်ထောင်လိုက်ရင်ညွန်ကြားမှုနေရာကိုတော်တန်လူကို ပေးရန်မစင်စားတော့ဘဲယုံကြည်စိတ်ရှ၍ခားရလုံစေရသွားမည်လာမစီသားလေးကိုပေးခဲ့သည်မှမဆန်းလာပေ။ထောင်လိုက်ရင်မှဘိုးကြီးအောင်ကျော်မြင့်တို့၏ မအောင်မြင်သောနိုင်ငံတော်လှုပ်ရှားမှုကိုတွေးလန့်နေသောကာကွယ်ရေးဝန်ကြီးနှင့်ဒုတိယဝန်ကြီးချုပ်ဗိုလ်ချုပ်သူရကျော်ထင်ကလည်းသူစစ်တိုင်းမှုဘဝကပင်သူတွေ့မြင်ဘူးခဲ့သောစစ်တိုင်းမှုပုံမှုချုပ်တင်းဆွေ၏ကိုရဲအရာရှိတည်တည်ညံ့ညံ့မင်းကလေးလိုတိမ်တိမ်မွေ့မွေ့လူကြီးများရှိ၌လိုလေသိမရှိအောင်ဘိုင်းကောက်ကြောက်ဖီလှုပ်ဆောင်ပေးတတ်သောဖင်ကလေးတွွန်းတွွန်းနှင့်ဗိုလ်ကြီးခင်ညွန်အားသဘောကျနေခဲ့သည်မှာအမှန်ပင်ဖြစ်ပါသည်။ ဘိုခင်ညွန့်သည်တိုက်ခိုက်ရေးအရေးအရှင်နှင့်ထောက်လိုက်ရေးအရေးအသွေးတို့၌ကဘာနှင့်မြမကလေးစားရလာအောင်ထမျက်သူမဟုတ်တော့လဲဥနေဝင်အဖို့ခမ်းရလုတ်ဆေးရသွားထားရနေသူ့အားအမြဲတမ်းယူသေးပြီးမလန်ဝင်းမြစ်သူဟူ၍ယုံကြည်သောကြောင့်ပါလင်အရှင်မွေးနေခြင်းကြီးတခင်ဖုံးကြီးကျွန့်ထားပြီးသောမူဖြင့်ဥနေဝင်းကနေရာပေးခဲ့သည်ထိုအကြောင်းများကြောင့်လည်းရခင်စစ်ထောက်လည်းရင်ညွန်ကြိုင်းမှုများကဲ့သို့မဟုတ်ပဲဘိုခင်ညွန့်သည်နိုင်ငံရဲ့ရှား၌ ဥနယ်ဝင်စီးသည့်မာစီဒီကားအရှိတွင်အစီကံနှင့်ကလေးတိတ်များအတွက်သာပြုလုပ်ထားသည့်ခောက်၍ခင်းရရသောခောက်ကလထိုင်လေး၌ဥနယ်ဝင်နှင့်သမီးတော်များ ခရီးထွက်တာမျက်နှာရှင်းဆိုင်ပုတ်ပုတ်လေးထိုင်ကလိုက်ခဲ့ရရှာသည် လန်ဒန်မြို့၌ဥနေဝင်ဤမိတ်ဆွေအလက်ဇန္ဒားသမီးဒုတိယမြောက်အဲလီဇဘက်ဘုရင်မကြီးဤညီမဝမ်ကွဲထံသို့တာဖနှစ်ဦးတွားရောက်တွေ့ဆုံနှုတ်ဆက်စဉ်ဘုခင်ညွန့်သည်အဆိုပါခောက်ကလထိုင်လေးပေါ်တွင်ဒေါက်တာခင်ဆန္နာဝင်းနှင့်မျက်နှာရှင်းဆိုင်ဒူးချင်းဆိုင်ထိုင်၍တွားကြသည်ကိုပြည်ပနိုင်ငံထုတ်စားနေစဉ်များ၌သတင်းတပ်ပုံအဖြစ်တွေ့မြင်လာရပေသည်သို့သော လူဘဝကန်ဆာတာသည်စံကျယ်လွန်လာပေသည် ဥနေဝင်းဤထီတော်မိုးဖနက်တော်တိုင်ကိုရန်တော်တမူးလေးသည်1988ရှစ်လေးလုံးဒီမိုကရေစီရေတော်ပုံကြီးတွင်တံပြတ်အဖြတ်အမှောက်ပေါင်းစုံလုပ်ပြကအဖေကြီးဥနေဝင်း၏ယုံကြည်မှုကိုထပ်ဆင့်ရရှိခဲ့ပြန်လေသည်ဤသို့ဖြင့်ဒီမိုကရေစီတော်လှန်ရေးကြီးအားလက်နက်အားကိုဖြင့်စစ်စစ်ညှက်ရှင်မုန်းကတက်လာသောနာဝတာခေတ်တွင်လည်းအတွေ့ရမှုတရာတို့ဖြင့်သူဘဝသည်ဂရိဘာဖနက်စည်းရွှေထီးဆောင်ဘက်မှရွှေရောင်တောက်ပလာခဲ့ပြန်လေသည်